ဒီရသည်မှာ United အတွက်ပွဲထွက်ခွင့်ရအောင်မှာမဟုတ်တဲ့ JJ Gabriel Red Bull တွေကနေအားလုံးကိုပြန်လဲကြိုးစားလိုက်ပါ Manchester United ပြိုင်သက်တွေကတော့အသင်းရဲ့အသက်15နှစ်ရွယ်ကျယ်ပွင့်တိုက်စစ်ကစားမှ JJ Gabriel ရဲ့အပေါ်မှာအများကြီးမျှော်လင့်ထားကြပါတယ်ချာတယ်လေးကတကယ်ကိုကောင်းမွန်တဲ့ဆွမ်းဆောင်ရည်ကိုပြသထားနိုင်ခဲ့ပြီးတော့ရောပါရဲ့ထွန်းတောက်လာမယ့်ကျေပွင့်ကစားမတူဖြစ်သတ်မှတ်ထားခြင်းခံခဲ့ရပါတယ်။ရောပါထိတန်တင်းကြီးတွေကလည်း JJ Gabriel ကိုခေါ်ယူဖို့အတော်လေးမျက်စိကျနေခဲ့ကြတာပါ။မကြောက်ခင်ရပ်ပိုင်းခါပဲ JJ Gabriel ကသူ့ရဲ့ဆိုရှယ်မီဒီယာကနေပြီးတော့အတင်းကြီးနဲ့အတူလက်ကျင်ခံဆင်းခဲ့တဲ့ဆိုတဲ့ပုံကို တင်ထားခဲ့ပါတယ်။ Emery ကလည်းအလားအလာကောင်းနေရှိနေတဲ့အင်္ဂလန်သားကိုအတင်းကြီးကြီးခေါ်ယူပြီးတော့အတွေ့အကြုံယူစီခဲ့တာပါ။နောက်တဲ့ပရိသတ်တွေကလည်း JJ Gabriel တယောက်အတင်းကြီးအတွက်ပွဲထွက်ကစားပေးဖို့စောင့်မျှော်နေကြတာပါ။ဒါပေမဲ့ဒီရာသီမှာတော့ United ပရိသတ်ရဲ့ဆန္ဒကပြောအောင်မှမဟုတ်သေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ Premier League ရဲ့လက်ရှိစီးမင်းတွေကြောင့် JJ Gabriel ကဒီရာသီမှာပွဲထွက်ကစားလို့မရသေးပါဘူး။ Premier League မှာပွဲထွက်ကစားမယ့်ကစားမကပရီးမီးယားလိစတင်မယ့်ဩဂုတ်လမှာအသက်15နှစ်ပြည့်မြောက်ထားဖို့လိုအပ်နေပါတယ်။ Gabriel ကတော့အခုအော်တိုဘာလထဲမှာမှအသက်15နှစ်ပြည့်လို့ဒီရာသီမှာတော့ Premier League မှာပွဲထွက်ကစားဖို့ဆိုတာ အသက်ပြည့်မီအောင်မှာမဟုတ်ပါဘူး။အဲဒါကြောင့်လို့ဂါဘရီယယ်အနေနဲ့ရှင်းနေထဲမှာမှပရီးမီးယားလိဂိုစတင်ကစားသွားနိုင်မှာပါ။ရတဲ့ပရိသတ်တွေကလည်းအင်္ဂလန်ကျယ်ပွင့်လေးရဲ့ပွဲဥဒ်ကိုကြီးဖို့အတွက်စောင့်ကြရအောင်ပါပါ။အသက်15နှစ်အရွယ်ဂျေဂျေဂါဘရီယယ်ကတော့ DRC U18 ပရီးမီးယားလိမှာပွဲအတွက်ကစားနေပြီးတော့တင်ကိုအများဆုံးကစားမှာတူဖြစ်ရက်တည်နေခဲ့ပါတယ်။ဒီနေ့ရက်တင်ဆက်မှာကတော့ဒီလောက်ပါပဲ။နောက်ဆုံးရအားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ကြပါတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကောင်းချုပ်ပါရမညာ။